မင်္ဂလာပါရှင်ဒီနေ့မှာတော့ကြောက်ဖြုံသီးဟင်းချက်စပါမယ်နော်ကြောက်ဖြုံသီးအရင်ကို တချမ်းချက်ပါမယ်ရှင်စာပြီးတော့ချက်ဖို့ပြင်ဆင်မယ်ကျက်သူနီအလုံးကြီးတစ်လုံးကိုနွမ်းအောင်လောက်ထိစီတပ်ပါမယ်ရှင်အရန်ကြီးကြွအောင်မတတ်ပါဘူးနော်စနွေးကိုလည်းထက်ပြီးတော့စီတပ်ပေးလိုက်ပါမယ်ရှင်ကျောက်ပြုံဒီရင်ကိုဒီနေ့မှကျမပစုံဟင်းခတ်လေးထည့်ပြီးရောချက်ချက်ပါမယ်နော် ပြင်ဆင်ထားတဲ့ပစုံကိုလည်းထည့်ပြီးလုံထပ်ပေးလိုက်မယ်။ဟင်းခတ်အနေနဲ့ချက်တာမို့လို့ပစုံကိုအများကြီးမထည့်ပါဘူးနော်။မြုပ်သီးအမေထောင်းထားတာလေးကိုထည့်လိုက်ပါမယ်ရှင်။အရင်ဆက်လို့နည်းနည်းပဲသုံးပါတယ်နော်။ကြောက်ဖြုံသီးကိုဟိုနေ့ကကျမကင်းမုံနဲ့လည်းချက်စားတာအရင်ကောင်းပါတယ်နော်။ဗီဒီယိုရိုက်ဖို့မိသွားလို့ဒီနေ့မှပစုံဟင်းလေးနဲ့ပြန်ချက်စားလို့ပြန်တင်ပေးလိုက်ပါတယ်။ ်ညင်ငပိရေဖြူထားတာလေးလေးထည့်လိုက်ပါရှင်ရခိုင်ချက်ချက်မယ်ဆိုတော့ငပိထည့်ရပါမယ်နော်အယံကိုမဆာလို့ကောင်းပါရှင်ဒါတော့ဟင်ခမုံနေနေထည့်လိုက်တယ်ကျက်သူဖြူမုံထည့်ပါမယ်စာနေနေထက်ပါမယ်ရှင်အကုန်လုံးကိုမှုေးသွားတဲ့အထိကျမစီတက်ပေးလိုက်ပါမယ်ရှင် အနံ့လေးမှုေးပြီးတော့အဆပ်ပလလေးတွေအနံ့ပြောက်သွားပြီဆိုရင်တော့ကြောက်ပြုံဒီလီးထားတာလေးကိုထည့်လိုက်ပါမယ်ရှင်။ချိန်နိုင်တဲ့လိုအနေတူလေးလီးနိုင်ပါရဲ့နော်။ဒီနေရာမှာပစုံကိုမကြိုက်ဘူးဆိုရင်ငါချောက်နဲ့လည်းချက်နိုင်ပါတယ်။ကင်းမုံတွေထည့်ပြီးလည်းချက်နိုင်ပါရဲ့နော်။ငါကင်းတွေငါဆုပ်တွေထည့်ပြီးရောလည်းချက်နိုင်ပါရဲ့ရှင်။အရန်ကိုဆောင်းလို့ကောင်းပါရဲ့နော်။ရေကိုနူးအောင်လောက်ထည့်ပြီးရော ဖုန်းအုပ်ပြီးတော့တည်ထားပေးလိုက်မယ်နော်အရန်ချိုပါရယ်နော် ကြောက်ဖြုန်သည်ဒီလိုချက်စားတာအရန်ဆောက်ကောင်းပါလေရှင်တစ်ခေါက်ဖွင့်ပြီးတော့ကြောက်ဖြုန်သည်တွေဟိုဘက်ဒီဘက်ဝင်ပေးလိုက်ပါမယ်နော် ထပ်ပြီးတော့အဖုံးအုပ်ထားလိုက်မယ်ရေခမ်းသွားတဲ့အထိတည်လိုက်ပါမယ်နော်ကဲဒါကတော့ရေအကုန်ခမ်းသွားပြီနော်ကျက်သူညီမြမြထိတာမလို့သူ့ရဲ့အနှိလေကအရန်ကိုစောက်ကောက်ပါရဲ့ရှင်ပစုံဟင်းခါလီထက်တာတော့ပို့ပြီးတော့ချိုးပါရဲ့နော်ချက်စားကြည့်ပါရှင်အရန်ကိုစောက်လို့ကောက်ပါရဲ့နော်ဆုံးဒီကြည့်ပြီးတော့လဲကျေးဇူးတင်ပါတယ်ရှင်